ဘလောက်တောင်ကောင်းတဲ့ဖွဲ့စည်းမှုတွေနဲ့ဘလောက်တောင်ကောင်းတဲ့ကျွန်တော်ပစ္စည်း quality တွေသုံးထားလဲဆိုတာကျွန်တော်အများကြီးမညွှန်းတော့ဘူးဒီမှာကျွန်တော်မိတ်ဆွေတွေရေချိုးခန်းထဲမှာပါဝင်ထားတဲ့ပစ္စည်းတွေကကြည့်လိုက်တော့ဘတ်တက်ကလုံးဝအကောင်းစားဖြစ်တယ်ဒီမှာကျွန်တော်ဒါဘူတိုင်းတွေရော ဒီလိုရှာဝါတွေရောဒီလိုပစ္စည်းတွေရောပြီးတော့ဒီမှာကြွေပြားအခင်းထားတာတွေရောကြွေပြားတွေကတ်ထားတာတွေရော ခင်းထားတဲ့ကာလာတွေရောဒီမှာကာထားတဲ့ကာလာတွေရောဒီနားလေးမှာဖောက်ထားတဲ့ကာလာအယောင်တွေအားစအရန်ကို match ဖြစ်ပြီးတော့မှ luxury ဆက်နေတာကတော့လက်ခံမဲ့အချက်တစ်ချက်ဖြစ်တယ်ကဲကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကပြုံးလင်းမြုံမှာရှိတဲ့ခိုင်မာသေးချာမကန်တဲ့မြေတွေနဲ့ခိုင်မာသေးချာမကန်တဲ့မြေတွေပေါ်မှာတိစောက်ထားတဲ့အိမ်လှလှလေးတွေအိမ်ကြီးအိမ်ကောင်းတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာစိုးဖြစ်ပါတယ်ခင်ဗျာ ဒီရင်ကြီးတရှိနေတယ်ကျွန်တော်ဒါ location လေးရတော့ကျွန်တော်ပြုံးလေးမျိုးရက်ွက်ကြီး14ညောင်ဒီမှာရှိတယ်ဒါဆိုရင်ကျွန်တော်တို့ပုံဝင်ချက်နေထားကိုလည်းကြည့်မယ်ပြီးတော့အိမ်ထဲကိုလည်းကျွန်တော်တို့ဝင်ကြည့်ကြပါမယ် ကျွန်တော်မိတ်ဆွေတွေ relax လုပ်လို့ရနိုင်တဲ့အခန်းကြီးကြတခန်းပြက်တယ်။အပြင်အစင်ကိုလည်းဒီလိုကြောက်ပြားတွေနဲ့နေမျိုးနဲ့လိုက်တဲ့ပြီးတော့ကျွန်တော်တို့ဒါအနောက်တိုင်းဆန်ဆန်ကျွန်တော်ယူရိုပဆန်ဆန်လေးကိုတေချာလေးတိဆောက်ပေးထားတာကိုကအရန်ကောင်းတဲ့အားသာချက်လို့ပဲကျွန်တော်ဆိုရမလား။ဘယ်တော့မှယူမသွားတဲ့ design နဲ့တေသေးချာရေးဆွဲတိဆောက်ထားပြီးတော့မှပြုံးလျင် vibe ကိုအပြည့်အဝရရှိတဲ့ဒီလိုကျွန်တော်တို့ဒါအသုံးပြုလို့ရတဲ့ကြောက်ပြားတွေနဲ့အလှဆင်ထားတယ်ဒီလိုမီလင်းဖို့အကြီးလဲပါတယ်ပြီးတော့ဒီမှာကြည့် main door ကိုလည်းကြည့်လိုက်အောင် ကျွန်တော်ရက်က9ပဲ9 9ပဲ6 6ပဲလောက်ရှိတဲ့အကျယ်အဝန်းနဲ့လုံးဝခန်းသားထဲပါစွာတိဆောက်ထားတာကဒီအိမ်ရဲ့အရန်ကောင်းတဲ့အားသာချက်တစ်ခုဖြစ်တယ်ဒီခန်းကဒါကျွန်တော်တို့ဒီအိမ်ရဲ့ပထမဓာတ်မှာပါဝင်တဲ့မာဇာဘန်တို့အခန်းကြီးချက်တစ်ခန်းဖြစ်တယ်ဒီမှာစလိုက်ဒုံးနဲ့မိုက်တယ်တို့လားသိရှာတိဆောက်ပေးထားတာကအရန်ကောင်းတဲ့အားသာချက်တွေနဲ့ပြည့်စုံနေတဲ့အိမ်တစ်လုံးဖြစ်တယ်လုံးဝ အနောက်တိုင်းဆန်ဆန်ကိုတိစားပေးတာကိုတွေ့ရတယ်ဒီမှာလည်းဒီလိုကျိုးစွဲအကြီးနဲ့ပြည့်ရခါကျတော့ဒီမှာကောင်တာကြီးနဲ့ဘာကောင်တာလေးနဲ့အာလုံးဝပြည့်စုံကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်တယ်အရန်ကိုပြည့်စုံနေလို့ကျွန်တော်လေးစိတ်ထဲမှာလေးစဉ်းနဲ့နေရပြည့်ရခါကျတော့ဒီမှာကျွန်တော်မီဆိုင်နေရအစအရန်ကိုလှတယ်လို့မီဆိုင်လေးကြတယ်ဒီမီဖို့ကန်းနဲ့အရန်ကို match ဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်တို့ပြုံးနေမြို့နဲ့လိုက်ဖက်တဲ့ကျွန်တော်ရောင်းပင်းနေကြအိမ်နေထဲမှာလည်းမပါဝင်နဲ့ဒါကျွန်တော်တို့ ခြေထုတ်ခံနေလဲပါသေးတယ်ဒီအိမ်နဲ့ match ဖြစ်အောင်ဒီမှာကြည့်လားကျွန်တော်ကလက်ရန်နေရာစားလုံးဝဒီလိုလေးအယောင်လေးတွေကိုလည်းတေချာလေးရွေးချယ်အသုံးပြုထားတော့လည်းတွေ့ရတယ်ဒီအိမ်မှာလေအရန်ကောင်းတဲ့အားသာချက်တစ်ခုကကျွန်တော်ကအလင်းရောင်အားရဖို့ကျွန်တော်ကတေးသေးချာချာရေးဆွဲတိဆောက်ထားတော့လည်းတွေ့ရတယ် ျွန်တော်မိစုတွေတီတီတန့်တန့်ဒါကျွန်တော်တို့ဘာသာရေးကိုင်းဆိုင်လို့ရအောင် partition လေးခွဲပြီးတော့ဒီလိုလေးတက်တက်ရက်ရက်လေးနဲ့ဒီလိုလေးနွနွထွထွလုံလုံကြုံကြုံဖြစ်အောင်ကျွန်တော်တို့ဒါဒီခန်းလေးကိုကျွန်တော်တို့ဖွဲ့စည်းတိစောက်ပေးထားတာကိုတွေ့ရမယ်ဒီခန်းကဟာကြည့်လိုက်အောင်နေရောင်လေးထိုးနေတာကိုကစိတ်ထဲမှာလေးနွေးထွေးနေရလို့ကိုခံစားရတယ်အရင်ကိုကျဲတဲ့အခန်းဟာခရင်ရောရမ်းလိုက်တယ် ။အော်ပြီးတော့လေဒီအိမ်မှာလေအခန်းနဲ့အခန်းတိုင်းမှာဒါကျွန်တော်အဲကွန်တွေလည်းတက်ဆင်ပေးထားတယ်။ဒီညမှာဆိုအဝတ်လန်းစင်နေထားမယ်အဝတ်လန်းမယ်ပြီးတော့သုံးမဟုတ်ဒီမှာခုံလေးတွေနဲ့ထားပြီးတော့မှဟိုးမှာရှိတဲ့တောင်ကုန်းတောင်နဲ့အလှတွေကိုဒါကျွန်တော်တို့အေးအေးဆေးဆေးလေးကြည့်ပြီးတော့မှအနားယူလို့ရနိုင်တဲ့မိမိရဲ့ကိုယ်ပိုင်အခန်းထဲမှာပါတဲ့ဝရဏကြီးကြီးလေးတစ်ခုဖြစ်တယ်။အေးကိုယ်ပိုင်အခန်းကိုယ်ပိုင်ဝရဏနာနဲ့ဒီလိုလေးကြည်ကြဲဝုန်းဝုန်းနဲ့လုံခြုံမှုရှိအောင်နေလို့ရအောင်ဖန်တီးထားအောင်လဲကျွန်တော်တို့လက်ခံမယ်အပိုင်းဖြစ်တယ်။ဟိုးမိုက်လိုက်တာ အလေးအရောင်လည်းကြည့်လာအောင်ရေချိုးကတော့ဖြာကြတာဒီမှာဘတ်တက်နဲ့ပစ္စည်းတွေရောနည်းနည်းချက်အလှတွေရောအရန်ကိုပြည့်စုံနေပြီမိုက်ဒီနေရာကဒါကျွန်တော်တို့ level အခန်းကျကျ level ကျကျ area တခုဖြစ်မယ်ပြီးတော့မှန်ချက်အကြီးနဲ့ဟိုးဘက်ကတောင်ကုန်းတောင်နဲ့အလှတွေမြင်အောင်ကျွန်တော်တိစောက်ပေးထားတယ်ပြီးတော့ဝရဏကျကျတခုလည်းပါတယ်ဒီမှာကျွန်တော်မိတ်ဆွေတွေသဘောအရန်ကြရတဲ့ ဒါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းသဘောအရမ်းကြရတဲ့ဒီအင်ရဲ့ Pet House လေးဒီမှာကြည့်လိုက်အောင်တသားအစ်စ်တွေနဲ့လည်းတတိချာချာလေးကျွန်တော်တို့ဖွဲ့စည်းတိစောက်အသုံးပြုထားတာလည်းတွေ့ရတယ်ပြီးတော့ဒီမှာဒီနေရာမှာဒါကျွန်တော်တို့စပွဲကုန်ကြီးချပြီးတော့ပါတီပဲကျင်းပမလားဒင်နာပဲစားမလားသို့မဟုတ်အနာပဲယူမလား relax ပဲလုပ်မလားအရန်ကိုပြေစုံကောင်းမွန်တဲ့နေရာလေးတနေရာဖြစ်တယ်မိစား တော်တော်လေးကိုပြည့်ပြည့်စုံပြီးတော့မှလုံကြုံစိတ်ချရတဲ့မွေးထွေးတဲ့ vibe ကိုအပြည့်ဝရရှိတဲ့အင်းလေးတိန်ဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ